ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမှာအကြမ်းဖက်စစ်တပ်ကလူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာအုပ်ဖုံမြို့နယ်တောင်ကုန်းရွာကတားတဲ့ဖခင် ိုရဲမဲနိုင်ကိုလည်းစစ်မှုထမ်းခိုင်းရန်နေနေအထီကိုဝင်ရောက်ဖမ်းဆီးသွားတဲ့အတွာအသက်နှစ်နှစ်အရွယ်သားဖြစ်သူကြံရစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ9ရက်နေ့ည7:00နာရီကအချိန်မှာအုပ်ဖုံမြို့နယ်တောင်ကုန်းရွာကကိုရဲမဲနိုင်ဟာနေအိမ်အတွင်းမှာထမင်းစားနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအဲစင်းဝင်ရောက်ဆက်ဆီးပြီးတော့၎င်းကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ကိုရဲမဲနိုင်မှာအသက်နှစ်နှစ်အရွယ်ကလေးတအူးကြံရစ်ခဲ့ပြီးတော့ တောင်ကုန်းရွာအုတ်ချုပ်ရေးမှုဝင်းအောင်နဲ့ယာယိမ်မှုရွှေစင်တို့ကပေါ်တာဆွဲဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မနေ့ကည၈နာရီလောက်ကကိုရဲမင်းနိုင်ရဲ့နေအိမ်ထဲမှာထမင်းစားနေတော့စစ်ခွေးတွေကအဲဆင်းစစ်မယ်ဆိုပြီးတော့နှမ်းခေါ်လို့ ထွက်တွေ့တော့မှာပဲတခါလဲဆွဲခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာကိုရဲမဲနိုင်မှာအသက်နှစ်နှစ်အရွယ်သားလေးကြံခဲ့ပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲမက်စတာရှေ့ရနေကလည်းအုပ်ဖုံမြို့နယ်ကျက်စုတော်ရွာကလူငယ်၆ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒါအပြင်ဘကိုးတိုင်းအောင်လံမြို့နယ်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကလူငယ်များကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် အောင်လံမျိုးနယ်မှာရှိတဲ့ပြလို့တိုက်နယ်နဲ့ညောင်ပင်စိတ်တိုက်နယ်အတွင်းမှာရှိတဲ့ကျေးရွာများကလူငယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမက်စလာဘိုင်းကစတင်ပြီးတော့ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။မက်စလာ9ရက်နေ့မနက်၈နာရီခန့်ကလည်းလက်ပံကန်ကျေးရွာကကြံခုတ်နေတဲ့ပြည်သူနာဦးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အောင်လံမြို့နယ်တွေကပြလို့တိုက်နေတဲ့ညောင်ပင်စိတ်တိုက်နေတဲ့ကလူငယ်တွေကိုနေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးနေတာတနေ့ကို၃ရက်၄ရက်အမြဲဖမ်းဆီးခံနေရတယ်စစ်ခွေးတွေကြောင့်လူငယ်တွေလည်းလုပ်ငန်းဝင်ကိုသွားဖို့ခက်ခဲနေပါတယ်နေအိမ်တွေကနေအပြင်ကိုမထွက်ရဲတဲ့အခြေအနေပဲအုတ်ချုပ်ရေးမှုတွေနဲ့စစ်ခွေးတွေပေါင်းပြီးတော့လူငယ်တွေကိုဖမ်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ